အားလုံးပဲမင်္ဂလာပါစပိုင်ရဲ့ရီကတ်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်လီဇန်လန်းလေးဟာရဲမေတယောက်ရဲ့ဘဝဆက်ထုတ်အကြောင်းကိုရရဆက်ဆက်ဖော်ပြပေးထားတာဖြစ်လို့အတူတူလက်ကြည့်ကြရအောင်နော်ဇန်ကျဲ့ယုံတစ်ခုမှာအလုံးလုံးနေတဲ့မာရီမာရီကနာငယ်ရင်သမားဖြစ်ပြီးတော့ရဲမေတယောက်ရဲ့ယောက်ျားဖြစ်တာကြောင့်လူတွေကသူ့ကို မစ္စတာရဲမေယောက်ျားလို့ပဲခေါ်ကြတာပေါ့ရဲဆိုတာနဲ့ပတ်စံတမ်းပြီးတော့ရှိတဲ့မြမကားတွေကလို့မဟုတ်ပဲ ဒီရဲပင်ကတော့မစ္စတာမာရီနဲ့ယာပြီးမှပဲဘဝကနှုတ်ချသွားပါတယ်။မာရီကအလုတ်ထဲမှလည်းရဖြစ်က အလုတ်ထုတ်ခန့်ရလို့မိမဖြစ်သူကနေသမီးဒါနာရဲ့ရှေ့ရင်ငါတို့ဘဝအနာဂတ်ဆိုပြီးတော့မှမိမသဘောတဘာဝအရာပွားစီပွားစီလုပ်နေလို့မယ်ရီတယောက်မျက်နှာငယ်လေးနဲ့ထွက်ခဲ့တဲ့ရဖြစ်ခဲ့တဲ့အလုတ်ကိုပြန်လဲတောင်းပန်ဖို့ကိုရောက်ရှိသွားပြီ။ဒီတစ်ခါတော့ဆာမကြိတ်ခိုင်းတော့ပဲအိဒါဆေးဖို့ပြောပြီးမယ်ရီတယောက်အင်တီတီလုံးနေတော့ အလုံးရှိကဒါဆိုလေမင်းရဲ့မိမရဲမေကို ခေါ်ခဲ့ကွာငါကမိမိမပေးရင်မင်းအိမ်သာစေးစရာမလိုတော့ဘူးဆိုပြီးတင်းဆိုင်ကုန်းခြေတစ်ဖက်လမ်းနေတဲ့တနာအဖိုးကြီးအလုံးရှိကဒီလိုစကားဆလိုက်လို့မယ်ရီတယောက်ပောက်ကွဲပြီးတော့မှ တောင်းမမိုးလာခဲ့ပေမဲ့လေဒီစကားတွေကြောင့်အဖိုးကြီးမျက်နှာကိုစရွေးထွေးလိုက်ကအဖိုးကြီးနဲ့အဖွဲတွေကဒါကို လုံးဝမလုပ်ပေးသင့်ကြောင်းကြိမ်းဝါနေပါတယ်ဒါကြောင့်အဖိုးကြီးကဒါပါလို့ခေါ်တဲ့ သူ့မိမရဲမရဲအထက်အရာရှိအဖိုးကြီးကိုဆက်သွယ်လိုက်ဖို့ပြောလိုက်ပါတယ်တဖက်မှာလည်းမယ်ရီနဲ့ရဲမေပူဒီတို့ရဲ့သမီးဖြစ်သူဒါနာဟာဇာဂါရာလို့ခေါ်တဲ့အဖိုးကြီးနဲ့ဇူလာဒီလို့ခေါ်တဲ့မျက်မမြင်တငယ်ချင်းကိုတပိတပိအောင်မှမိတ်ဆက်ပေးနေပါတယ်အမနော်ဇာဂါရာဟာသမီးဖြစ်သူဒါနာနဲ့ရင်းနှီးအောင်လုပ်ပြီးအမေဖြစ်သူရဲမေပူဒီကိုအမြဲတမ်းဒီလိုစောင့်နေကြပေါ့ဒီကနေ့မှာတော့စပိုင်းကလေးနဲ့ကလင်းကလေးရဲမေမလေးပူဒီဟာ အရင်ညနေတဲ့အချိန်ထိဒါပါလို့ခေါ်တဲ့အထက်အရာရှိကကိစ္စတခုခုရှိတယ်ဆိုပြီးခေါ်တော့ရဲပေမလေးကဒါပါဘာလို့ဒီအချိန်ကြီးခေါ်တာလဲကျမသမီးကိုသွားခေါ်ရအောင်မလို့ပြောတာပေါ့အထဲမှာကိစ္စလေးရှိလို့ကွာခဏလေးပါဆိုပြီးတော့ပြောကရဲမိမကဝေဖို့တော့တိတ်ပဝင်မချလာပါဘူးအထဲမှာတော့သူယောက်ျားမယ်ရီတို့နဲ့ရံဖြစ်ထားတဲ့အလौရှင်တွေထိုင်နေပြီမယ်ရီရဲ့မိမရဲမိဟာလာလာပဲတို့အဖိုးကြီးကဆိုပါတယ် ထောက်ကလေးမှာတော့ဇူလာဒီလို့ခေါ်တဲ့ကောင်လေးကိုတွေ့တာနဲ့ရဲမေပူနီတယောက်သူ့သမီးဒါနာရောလို့မေးတော့ဇာဂါလာလို့ခေါ်တဲ့အဖိုးကြီးနဲ့တစ်ပြင်းအောင်မှာအမပူနီကိုထိုင်ဆောင်နေကြတယ်လို့ဆိုပါတယ်တစ်ဖက်မှာအထက်အရာရှိဒါပါကလည်းဒါကရဲမေတယောက်တော့မင်းတို့ဒီလိုတွေစားနှောင်းမနေသင့်ဘူးလို့ပြောတော့တနာထားထောင်းထားနေတဲ့အဖိုးကြီးတွေကလုံးဝဂယုမဆိုင်ဘူးလို့ဆိုကရဲမေမလေးပုံဒီကိုအခန်းတစ်ခုထဲမှာ တလဲစီအလဲကြထိုးကျိတ်ကြပြီးသားမယာပြူးကျင်ကြပါရဲတဖက်မှာတော့သမီးလေးဌာနနဲ့အဖိုးကြီးစာကတို့ကအမေဖြစ်သူပြန်မလာသေးတာကြောင့်ဌာနကိုအိပ်ပြန်လိုက်ပို့ပြီးတော့မှ အိမ်ထဲမှာတော့သူတို့အဖေမယ်ရီတယောက်မူယူပြီးတော့အိမ်နေပါရဲအဖိုးကြီးစာကတယောက်ရဲမိမလေးပူနီပြန်မရောက်သေးတာကြောင့်စိတ်ပူလို့ပြီးတော့အိမ်ရှိမှထွားဆောင်နေတော့မယ်ရီရဲ့ရပ်ဘက်လုပ်ငန်းရှင်အဖိုးကြီးတွေက အထဲမှာအိမ်နေတဲ့သားအဖကိုမီးရှို့ဖို့ရောက်ရှိလာပါပြီ။ဇာဂါတာဆိုတဲ့အဖိုးကြီးကိုတော့သူတို့အဖွဲတဲကတယောက်ယောက်ကဒုံးနဲ့ရိုက်ထည့်ပြီးရဲမေမလေးပုန်နီရဲ့ခင်ပွန်းဖြစ်သူနဲ့သမီးကိုမီးရှို့သလိုက်ကြတာပေါ့။တကယ်တော့ရဲမေမလေးပုန်နီနဲ့ဒီအဖိုးကြီးဇာဂါတာဟာအဖေတို့မေအေကွဲမောင်နှမတွေပါရဲမေမလေးပုန်နီတယောက်ဗျာပုံရှိမှရင်ကွဲနေခဲ့ပြီးတော့မှဒီလိုရိုက်နဲ့မတိုင်းကျင့်ခဲ့တဲ့အမှုကိုတရားရုံးတက်ပြီးတော့တိုက်ခဲ့တာ သူရဲ့အထက်အရာရှိဓာပါကနေလင်းနဲ့သမီးလေးရှိတော့တာမဟုတ်ဘူးမရင်ကျင်းတဲ့အချောင်းကိုတရားရုံးတော့မှမပြောပါနဲ့ကွာရော်ကြီးရအောင်ကလှုပ်ပေးမပဲဘာညာနဲ့ဖြောင်းဖြားတာပေါ့တရားရုံးကတော့ဒီမရင်ကောင်တွေကို15ရက်ဆောက်ဆိုင်စည်ရင်နဲ့ထည့်ထားလိုက်ဖို့ပြောပြီးမဲ့လေမထည့်ရသေးခင်မှာပဲမရင်ကောင်ရဲ့တူမဖြစ်သူရှေ့နေကြီးကသူ့ရဲ့ဦးလေးထောင်မှကြဖို့အရေးအပြင်မပန်ဝရုံးသုံးကားဖြစ်အောင်လုပ်ပြီးတော့ရဲတွေမှရှိတော့မှစကန်းအနောက်ပေါက်ကနေထွက်ပြေးလာခဲ့ပါတယ်ဒါရီအားလုံးကို ရဲမိမလေးပူနေရဲ့အဖေသူမေခွဲဖြစ်တယ်အကိုဖြစ်သူစားကားတာကစောက်ကြည့်နေခဲ့ကပူနေရင်နင်ခံမပြင်းဘူးလားကွာလာခဲ့ငါတို့သွားတက်ရအောင်ဆိုပြီးတော့ပြောတော့စားကားတာကမိမကြီးတယောက်ကိုဖမ်းခေါ်ထားပြီးအဲ့ဒီမိမကြီးကပုံနေတဲ့တနာယူ၄ရောက်ရဲ့နေရာကိုတီးတဲ့အကြောင်းဘလုံးမေမေးမဖြေတာမို့လို့မိန်ကလေးတယောက်ကိုငါညင်းပန်းနှိပ်ဆက်ပြီးတော့မမေးချင်လို့ ပိုနီရဲ့မင်းသားကြီးကျက်လုပ်ပြီးတော့မေးလို့ပြောပြီးရဲမေမလေးပိုနီကရဲမေပြီးပြီးခင်မိုးတဲ့သမီးသေးထားတဲ့အချိန်ကြောင့်နောက်ကနေအဲ့ဒီမိမကြီးကိုဓာတဲ့တစ်ချက်ထိုးပြီးဖြေမလားမဖြေဘူးလားအဲ့ဒီမိမကြီးကတော့အတင်းမဲ့စွန်ညင်းနေတာပေါ့မဖြေတာနဲ့ကျော်ဖို့ပါဓာနဲ့နောက်တစ်ချက်ထထိုးတဲ့အခါမှာတော့တယောက်ချင်းစီရဲ့ပုံနေတဲ့နေရာတွေကိုပြောပြပါတော့တယ်ပိုနီလည်းသူ့အကိုစာကတာကို ုံနေတဲ့နေရာတွေကိုပြပြီးဟိုမိမကြီးကိုတော့မီးရှို့တိုက်ပါတယ်ပထမဆုံးတော့မဒိန်ကောင်ကိုတော့အစနပတ်ပြီးတော့ရှင်းပြခဲ့ကြကဒုတိယတစ်ယောက်ကတော့မျက်မမြင်ဆူနာဒီရဲ့အဖေဖြစ်သူပဲဖြစ်ပါတယ်သူ့ရဲ့အဖေကတော့သူ့ကိစ္စနဲ့သူသူ့ရညိုးနဲ့သူချောင်းသွားပေမဲ့လေသူမတက်ရလို့မကျေနပ်သေးတဲ့ပုံဒီတယောက်မျက်မမြင်ဆူနာဒီကိုပါတတ်ဖို့လုပ်ပေမဲ့လေအကိုဖြစ်သူစာကာတာက "तू ကခလေးပဲရှိသေးတယ်အဲ့ဒီနေကနေ့ကို လုံမလုံကိုလည်းသေချာပြန်စဉ်းစားကြည့်ပါဦးလို့ပြောတော့ကိုအနေနဲ့အကိုဖြစ်သူတို့ကစကားများပြီးတော့ဇာဂတာကတော့ရေဝဲပိုက်သားလို့ဒီကလေးကကလေးပဲရှိသေးတယ်လို့ဆိုကကားဘုတ်ကိုခေါ်တင်လို့ဗိုလ်ဒီတယောက်ဒေါသတွေထွက်ပြီးတနက်နဲ့ကောင်းကင်ကိုတစ်ချက်ပြစ်ထည့်လိုက်တာမို့ဒီပြစ်တဲ့အတန်ကြောင့်တခြားရန်သူတွေကကြားသွားပြီးနောက်ကနေလိုက်သွားပါတော့တယ်နောက်ထပ်၃ရောင်းမြောင်းမဒိန်းကောင်တစ်ကောင်ကိုတော့ ကန်းစက်ကလေးပေါ်မှာမီးရှို့ပြီးနောက်ကလိုက်လာတဲ့အုပ်စုကဒါကိုခြေရခံမိသွားပါတယ်။ခြေရခံမိတဲ့အဖွဲကပိုနီတို့ရဲ့ကားအနောက်ကိုပြေးလိုက်ကြတာပေါ့။ကားအနောက်ဆုတ်ပြီးပြေးနေတဲ့ပိုနီတယောက်အတွေ့တစ်ခုဝင်ပြီးတော့ကားနောက်မဆုတ်တော့ပဲတတဲကြီးသာဝင်ကြုံချပါတော့တယ်။ကဲလေယောင်မြောင်မဒိန်ကောင်အဖိုးကြီးကတော့အီအီဆေးဆေးနဲ့ရုပ်ရှင်ကြည့်နေတာပေါ့။အဲ့ဒီအဖိုးကြီးကသူ့လူတွေကိုပိုနီတယောက်တတ်ခဲတဲ့တရင်ကိုလည်းကြားပြီးပါပြီ။ဒါပေမဲ့ငါကတော့ အဲ့ဒီရမ်းမေမလေးကိုမြင်ရင်ပြောရွှင်စရာအချင်းတွေပဲတတိယမိတယ်လို့ပြောကစိမ်းပြေနေပြေနဲ့ရုပ်ရှင်ကြည့်နေတာပေါ့ဘုံဒီတယောက်ရောက်ချလာပြီးအပိုင်းပိုင်းခုတ်ထည့်လိုက်ပါတယ်တစ်ဖက်မှာလည်းအပြင်ဘက်ကလူတွေကိုတိုက်ခိုက်ရင်အခုဖြစ်သူစာကာတာတယောက်ဒဏ်ရာရရှိနေပါပြီနောက်ဆုံးမှာတော့အခုဖြစ်သူကကားထဲမှာကိုကိုကိုစတေးခတ်ပြီးတပ်ဖို့ပြေးလာတဲ့လူအုပ်စုတွေကိုလည်းမီးလောင်ကျွမ်းစေခဲ့ပါတယ်နောက်ဆုံးသောအမှန်တရားတစ်ခုကတော့ မျက်မမြင်စူနာဒီကောင်လေးကရဲမေမာပိုနီကိုဟိုရင်းဟိုအောင်မပြုတ်ခဲ့ပါဘူးဒီဇယ်လန်လေးကတော့ဒီမာရင်အဆုံးသတ်သွားပါပြီအခုလိုဇယ်လန်ကောင်းလေးများကိုထပ်ပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးရှင်ကြီးရှုသူတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်